အီမောင်ဘချန်အပိုင်းနဲ့ dark psychology နီးလမ်းများ dark psychology သည်လူသားတို့၏စိတ်ပိုင်းဆိုင်ရာအာနှဲချက်များကိုအသုံးချသည့်နီးလမ်းများစွာရှိပါသည်။ဤအခန်းတွင်အသုံးများသောနီးလမ်းခုနှစ်ခုကိုအသေးစိတ်လေ့လာတော့ကြပါတော့မည်။ tick manipulation ချဲ့လဲခြင်း manipulation သည် dark psychology ၏အဓိကနီးလမ်းတစ်ခုဖြစ်ပါသည်။၎င်းသည်တစုံတူဦး၏အပြုအမူ တို့မဟုတ်ဆုံးဖြတ်ချက်ငါကိုလွှမ်းမိုးရန်ကြီးဟွေ၍စိတ်ပိုင်းဆိုင်ရာ နီးပြူအများကိုအသုံးပြုခြင်းဖြစ်ပါတယ်ဥပမာတစ်ခုပြရလိမ့်ရှင်မိတ်ဆွေတို့ကတင့်အာမင်းငါကိုတကယ်ချစ်တယ်ဒါကိုလုတ်ပေးမှာပဲဟုပြောဆိုခြင်းသည် manipulation ဤပုံစံတစ်မျိုးဖြစ်ပါတယ်ဤနည်းဖြင့်သူတို့သည်တင့်ဤချစ်ခင်မှုကိုအသုံးချ၍သူတို့လိုချင်သည့်အရာကိုယာယူရန်ကြိုးပမ်းနေခြင်းဖြစ်ပါတယ် manipulation ဒီပုဂ္ဂိုလ်ရဆက်ဆံရေးများတွင်နမကစီးပွားရေးနိုင်ငံရေးနဲ့မီဒီယာကန်တက်များတွင်ပါကြဲကြဲပြင်းပြင်းအသုံးပြုနေကြပါတယ်။ကြော်ညာများတွင်စားသုံးများ၏စိတ်ခံစားချက်များကိုအသုံးချ၍ကုန်တီးစည်းများရောင်းချခြင်းသည် manipulation ၏ဥပမာတစ်ခုဖြစ်ပါတယ်။နေ persuasion ပြားယောင်တွေးဆောင်ခြင်းဖြစ်ပါတယ်။ persuasion သည်တစုံတူ၏ယုံကြည်ချက်သို့မဟုတ်အပြုမူကိုပြောင်းလဲစေရန်စိတ်ပိုင်းဆိုင်ရာနည်းလမ်းများကိုအသုံးပြုခြင်းဖြစ်ပါတယ်။ manipulation နဲ့မတူသည်မှာ persuasion သည်ပုံမပွင့်လင်းမြင်သားမီတခါတည်းရန် အပြန်အလှန်အကျွေးရှိစေနိုင်ပါတယ်။ဥပမာအနေဖြင့်ရောင်းချသူတဦးကတက်အားကုန်ပစ္စည်းတစ်ခု၏အကျိုးကျေးဇူးများကို အသေးစိတ်ရှင်းပြခြင်းသည် persuasion ၏ပုံစံတစ်မျိုးဖြစ်ပါတယ်။သူတို့သည်တင့်အားထိုကုန်ပစ္စည်းကိုဝယ်ယူရန်ဆွေးဆောင်နေသော်လည်းနောက်ဆုံးဆုံးဖြတ်ချက်မှာတင့်လက်ထဲပင်သာရှိနေပါတယ်။ persuasion သည်နိုင်ငံရေးစီးပွားရေးပညာရေးနှင့်လူမှုရေးကဏ္ဍများတွင်အရေးပါသောအခန်းကဏ္ဍမှာပါဝင်နေပါသည်ခေါင်းဆောင်ကောင်းတဦးသည် persuasion ဆွာရည်ကိုအသုံးပြု၍သူ၏အဖွဲ့ဝင်များကိုစီးလုံးစေပြီးရည်မှန်းချက်ပန်းနိုင်သူရောက်ရှိအောင်ဥဆောင်နိုင်ပါသည်၃ deception လင်းလေလဲပြားရင်ကျပါသည် deception သည်တစုံတဦး၏ယုံကြည်ချက်သို့မဟုတ်အပြုအမူကို မှားယွင်းသောသတင်းချက်လက်များပေးပင်ခြင်းသို့မဟုတ်အမှန်တရားကိုဖုံးကွယ်ခြင်းဖြင့်လှည့်စားညံကျူးပန်းခြင်းဖြစ်ပါတယ်။၎င်းသည် dark psychology တွင် အလွန်အရေးပါသောမီးလန်းတစ်ခုဖြစ်ပါတယ်။ဥပမာတစ်ခုပြရရင်အိမ်ယုံသူတဦးကအိမ်ဤပြဿနာများကိုဖုံးကွယ်၍ဝဲယူအားလိမ်လည်ရောင်းချခြင်းသည် deception ဤပုံစံတစ်မျိုးဖြစ်ပါတယ်။ deception သည်ပုဂ္ဂိုလ်ရေးဆက်ဆံရေးများမှစတင်၍နိုင်ငံကဆက်ဆံရေးများအထိကျယ်ပြန့်စွာတွေးမြင်နိုင်ပါသည်။ နိုင်ငံရေးသမားများသည်မဲဆွယ်စည်းရုံးရေးကာလတွင် မဖြည့်စည်းနိုင်သောကတိအများပေးခြင်းသည်လည်း deception ဤဥပမာတစ်ခုဖြစ်ပါသည်လေး question အတင်းချံပြုခြင်း question သည်ချင်းချောက်ခြင်းတို့ဟုအင်းအားသုံးခြင်းဖြင့်တစုံတဦးကိုအတင်းချံလှုံ့ဆော်စေခြင်းဖြစ်ပါသည်၎င်းသည် dark psychology တွင်အကျန်းဖတ်ဆုံး၏အန်ဒီယေရှိဆုံးနိလန့်တစ်ခုဖြစ်ပါသည်ဥပမာအနေဖြင့်အလုရှင်တို့ဦးက ဝန်ထမ်းအားဒီတလုတ်ကိုမလုပ်ရင် အလုတ်ထုတ်ခံရမယ်ဟုချင်းချောက်ချင်းသည် question ပုံစံတစ်မျိုးဖြစ်ပါတယ် question သည်မိသားစုဆက်ဆံရေးများလုပ်ငန်းခွင်များနှင့်နိုင်ငံရေးအခင်းကြံများတွင် ဖြစ်ပွားနေပါတယ်အစိုးရတရက်ကပြည်သူများအားဥပဒေတစ်ခုကို လိုက်နာစေရန်ပြင်းထန်သောအပြစ်ပေးမှုများထင်ချင်းချောက်ချင်းသည်လည်း question ဤဥပမာတစ်ခုဖြစ်ပါတယ်ငါ gaslighting စိတ်ရှုပ်ထွေးစေခြင်း gaslighting သည်တစုံတူအားသူတို့မို့သူမ၏အမှတ်ရမှုများအတွေ့အခေါ်များနှင့်ခံစားချက်များကိုတန်တရားသိစေရန် စိတ်ပိုင်းဆိုင်ရာလွမ်းမိုးမှုပြုလုပ်ခြင်းဖြစ်ပါသည်။ဤနိလန်သည်တားကောင်ရဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကိုထိခိုက်စေပြီးထိန်းချုပ်သူအပေါ်မိခိုးစေရန်ရည်ရွယ်ခြင်းဖြစ်ပါသည်။ဥပမာပြရရင် တင်းတုံဖတ်တူကအခြားတူအားမင်းအမဲတန်းဒီလိုပဲမှတ်မိတတ်တယ်ဒါတကယ်မဖြစ်ခဲ့ဘူးမင်းစိတ်ယူခြင်းနေတာဟုအကြိမ်ကြိမ်ပြောဆိုခြင်းသည် gaslighting ဤပုံစံတစ်မျိုးဖြစ်ပါတယ် gaslighting သည်မိသားစုဆက်ဆံရေးများ လုပ်ငန်းခွင်များနဲ့နိုင်ငံရေးအခင်းကျန်များတွင်ဖြစ်ပွားနိုင်ပါတယ်နိုင်ငံရေးခေါင်းဆောင်တူကမှတ်တမ်းတင်ထားသောအချက်အလက်များကိုညှင်းပြသည်ပြည်သူများအားသူတို့ရဲ့မှတ်ဉာဏ်ကိုတန်တရားဖြစ်စေခြင်းသည်လည်း gaslighting ဤဥပမာတစ်ခုဖြစ်ပါတယ်6 love bombing အချစ်ဘုံကျဲခြင်း love bombing သည်တစုံတူအားယုတ်တရအလွန်မြင်းချစ်ခင်ကျင်နာမှုပြသခြင်းတွင်ထိုသူ၏ယုံကြည်မှုနှင့်တစ္ဆာရှိမှုကိုရယူရန်ကြိုးပမ်းခြင်းဖြစ်ပါတယ်ဤနည်းလမ်းသည်တားကောင်ဤစိတ်ခံစားမှုကိုလင်းမြန်စွာလွှမ်းမိုးနိုင်ပြီးနောက်ပိုင်းတွင်ထင်းချုံမှုပြုလုပ်ရန်အသွုံးပြုလိမ့်ရှိပါသည် ဥပမာအနေဖြင့်ချစ်သူဆက်ဆံရွယ်တစ်ခု၏အစပိုင်းတွင်တစ်ဖက်သားကအလွန်အမင်းယူဆိုင်ခြင်းလက်ဆောင်များအချင်းချင်းပေးခြင်းအချိန်တိုအတွက်အနာဂတ်အတွက်ဂတိကဝတ်များပြုလုပ်ခြင်းတို့သည် love bombing ၏ပုံစံများဖြစ်ပါသည် love bombing သည်ချစ်သူဆက်ဆံရွယ်များတွင်အများဆုံးတွေ့ရသောလေမိတ်ဆွေဖွဲ့ခြင်းစီးပွားရေးဆက်ဆံရွယ်များနှင့်ဘာသာရေးအဖွဲ့အစည်းများတွင်လည်းဖြစ်ပွားနိုင်ပါသည် ဥပမာအနေဖြင့်စီးပွားရေးလုပ်ငန်းတစ်ခုကဝန်ထမ်းတစ်တူကိုစတင်ဝင်ရောက်ချိန်တွင် အလွန်မင်းချီးချူးခြင်းအခွင့်အရေးများပေးအပ်ခြင်းသည်လေ love bombing ဤပုံစံတစ်မျိုးဖြစ်နိုင်ပါသည်ခုနှစ် silent treatment တိတ်ဆိတ်စွာဖြစ်ပေတာချင်း silent treatment သည်တစုံတစ်ခုယူဝဲချက်ရှိသည့်ရှုလော်မှုပြီးဆက်သွယ်မှုဖြစ်တော့ခြင်းဖြင့်စိတ်ပိုင်းဆိုင်ရာဖိအားပေးသည့်နိလန်တစ်ခုဖြစ်ပါသည်ဤနိလန်သည် တားကောင်အီစိတ်တန်ရရစေပြီးအဖြစ်ရှိတဲ့ကဲသို့ခန်းစားစေကထင်းချုပ်သူဤစိတ်ကြအတိုင်းလိုက်လောစေရန်ရည်ရွယ်ပါれဥပမာအပြရလင်အိမ်တော်ဖက်သူဦးကအငင်းပွားမှုတစ်ခုနောက်ပိုင်းအခြားသူဦးနှင့်စကားပြောဆိုခြင်းဆက်သွယ်ခြင်းကိုရပ်ပောင်းများစွာရည်ဆိုင်ထားခြင်းသည် silent treatment ဤပုံစံတစ်မျိုးဖြစ်ပါれ silent treatment သည်မိသားစုဆက်ဆံရေးများချစ်သူဆက်ဆံရေးများနှင့်လုပ်ငန်းခွင်များတွင်အများဆုံးတွေ့ရလိမ့်ရှိပါれလုပ်ငန်းခွင်တွင် အုတ်ချုပ်သူတို့ကဝင်းနန်းတူကိုရည်ဝဲချက်ရှိသည့်လစ်ရှုရှုခြင်းအရေးပါသောအစည်းအဝေးများမှာဖိတ်ကျင်းထားခြင်းသည်လေ silent treatment ဤပုံစံတစ်မျိုးထင်နိုင်ပါတယ် dark psychology ဤဤနည်းလမ်းများသည်တစ်ခုနဲ့တစ်ခုဆက်ဆက်နေပြီးတစ်ခါတရံအတူတကွအသုံးပြုခံရတတ်ပါတယ်ဥပမာအားဖြင့် manipulation သည် persuasion နဲ့ deception တို့ကိုပေါင်းသင်းအသုံးပြုနိုင်ပါတယ် Love bombing သည် manipulation ဤပုံစံတစ်မျိုးအဖြစ်အသုံးပြုခံရနိုင်ပြီးနောက်ပိုင်းတွင် gaslighting နဲ့ silent treatment တို့နှင့် twofer အသုံးပြုခံရနိုင်ပါသည်။ဤနည်းလမ်းများကိုနားလည်သဘောပေါက်ခြင်းဖြင့်ကျွန်ုပ်တို့သည် dark psychology ဤတက်ရောက်မှုများကိုပိုမိုကောင်းမွန်စွာသတိပြုမိလာနိုင်ပြီးကာကွယ်တွန်းလှန်နိုင်စွမ်းရှိလာမည်ဖြစ်ပါသည်။တိုးတော်ဤအသိဉာဏ်ကိုအခြားသူများအပေါ်မလိုအပ်သောလွှမ်းမိုးမှုပြုလုပ်ခြင်းအသုံးမပြုသင့်ပါ။အကောင်းဘက်သို့သာဥတီ၍ကိုကျင်းတာတရားဖြင့်အသုံးချသင့်ပါသည်။ နောက်လာမည့်အခန်းတွင် dark psychology ကိုအသုံးပြုသူများ၏လက္ခဏာများကိုလေ့လာသွားမည်ဖြစ်ပါသည်။ထိုလက္ခဏာများကိုသိရှိနားလည်ခြင်းဖြင့်သင်ပတ်သွင်းခြင်းတွင် dark psychology နည်းလမ်းများအသုံးပြုနေသူများကိုပုံမလွယ်ကူစွာသတိပြုမိလာနိုင်မည်ဖြစ်ပါသည်။